သူ့ဘက်သူကိုပေါက်နေပြီအမှန်တကယ်ဒါပေမဲ့အဲ့လိုပဲဟိုသူ့အိမ်သွားလဲရင်းနေပေါ့နော်ခါလေးကအမှန်တကယ်လူနာကိုတရင်သွားမေးရလူနာတော့မဟုတ်ဘူးပေါ့ဘေဘီလေးကိုတရင်သွားမေးရအော်သူဟိုကိုရအရန်အလုတ်လောက်တယ်လေသူကအရန်အလုတ်စူးစမ်းရလူတယောက်ဆိုတော့အခုဒီ ကိုဝင်ရှိနေတဲ့အချိန်မှာ तू နားနေရတဲ့အချိန်တွေမှာဆိုစိတ်ဟို तू ဟိုဘာဘလို့ပြောပြရမလဲ तू စိတ်အဆင်မပြေဖြစ်နေမှာဆိုလို့ဆိုပြီးတော့အာသွားလဲကြတာဒါပေမဲ့ तू အစ်စေပဲ तू အမေက तू ဒန်ဆိုင်ရနားနေရ तू မနာဘူး तू ဒန်ဆိုင်ရတာမကား तू နေတိုင်းတက်တော့မှ तू ရှိရဲ့အဲ့အဲ့နေ့ကလည်းသွားလဲရင်းတဲ့ခါလေးတော့အဲ့လိုပေါ့နော်အမေရောသမင်းသွားစားကြဟိုကိအမေချက်တဲ့သမင်းဟင်းကိုခါလေးတော့အရန်ကြိုက်ကြအဲ့အဲ့မှာသမင်းတွေပါရေးစားရင်းနဲ့တရင်တော့မေ့ရလဲဘာမှလည်းမပါသွားဘူး ကောပြတင်းသုံးပြဘာပါမလား तू အိမ်မှာထမင်းတယောက်ကိုထမင်းသုံးလေးပကံစားပြီးတော့အာထုံးစံတိုင်း तू ကပဲစားပြီးတော့ရိုက်မယ်ရိုက်မယ်ဆိုခံလို့အပြင်စင်ပြီးရိုက်ကြဟုတ်မိုက်လေးကိုကင်ခဲ့သေးလားကင်ခဲ့ရဲ့ तू လေ तू လေ main ခလေးပဲမဲ့လေအခလေးလက်သေးချာတော့မသိပေါ့နော်သူရုပ်ခလေးကတော့သူ့ရုပ်ခလေးကတော့အဲ့လို main ခလေးမှသိတာတယ်ဘိုက်ကိုကင်ကြည့်လိုက်ဘိုက်ကချွန်ချွန်လေးဖြစ်နေသလားလို့အဲ့လိုအမေတို့ပြောတော့လေအဲ့လိုသူ့အကြည့်ရောက်ကြလေးလို့ကိုကအဲ့လို ထင်တယ်ပေါ့နော်အဲ့လိုကင်ကြီးလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်ဟာရန်လည်းတွတ်နေတယ်အရန်တွတ်တယ်တွတ်တာကတော့သူ့သူကခလေးကိုချက်ဆဲစားတွတ်တယ်ကျင်းတည်ရဲ့ခလေးကပြောမွေးလာရဲ့ခလေးကကျင်းတည်ရဲ့စိုးမဲကမဲတခါရဲ့စိုးပြီးကပြီးထွက်လာမှာကျင်းတည်ရဲ့လို့သူကရှေဆုံးကနေသူ့အတွက်ဆုံးမဲရေရဖြန်းခိုင်းတယ်အဲ့ခလေးကလေရှေခြေနဲ့ဆိုပြုတ်ကြမှာဆိုလို့လေအဲ့တော့အေးဆေးပဲ တော်လုံးဝတကယ်တော့တော်တော်လတ်လတ်အဲသူ့လိုမျဘိုက်ကြီးရမယ်ဆိုကိုတော်ဘိုက်ကြီးချင်တယ်လို့တခြားတခြားလူတွေကိုကြည့်လိုက်လို့ရှိရင်ဘိုက်ကြီးရဲ့ဆိုရဲလူတွေကလေအဲ့လိုပေါ်တော့ဟိုနှိနှေးကြတာပေါ့နော်အသူကကိုထောင်ဆဲစားတော့လေအသူစလာအဲ့လိုမျဘိုက်ကြီးရမယ်ဆိုကိုကကြည့်ချင်တယ်လို့ တချို့ကျဖန်နေရကြတာလဲစိတ်ပူကြတာပေါ့နော်ချို့ဖန်နေရဆိုခလေးတို့ဖွဲ့ကိုမခလေးမကခိုင်းပါနဲ့မကွေရောဆိုအဲအခုတခါရဲပဲဖြည့်ရှင်းလိုက်ပါခလေးတို့ကခိုင်းလာမဟုတ်ဘူးသူ့တန်းစာရေအကုန်လုံးတော့ငိမ့်ငိမ့်လေးနေနေသူတယောက်ကကနေလာတာဟုတ်ဆရာဝန်လဲဆရာဝန်ဆိုတော့သူ့ကိုယ်သူဘလို့နေရမယ်ထိုင်ရမယ်ပြီးတော့သူ့သူ့ရဲ့ဘလို့ထိန်းသိမ်းရမလဲဆိုတော့သူက အရန်သားလေအဲ့တော့ခါလေးကိုဘေးကနေပြီးတော့အကြားရဲ့အမြင်နေနဲ့ပြောနေလဲအလကားပဲပေါ့သူတို့ကဆရာဝန်ဆိုပိုနာလဲရပါတော့ဟုတ်အခုသူကပြန်တင်မေးရလေသူပြန်တင်မေးရကနေရသူကတော့သူသူအကရွှေပြီးတော့သူကဒါဆိုကိုရလိုက်ထွင်ပြီးသူသူဆရာမဖြစ်သွားပြီသူရှာနေပြန်တင်ပြီးကလိုက်အောင်မယ်ခွေးကဘာမှအဲ့လိုမပူစားဘူးဘာဆိုဘာမှကိုကြိမာလေသူကသူကားမောင်းနေအဲ့လိုမျိုးပေါ့နော်ရှိုးဆိုလို့ရှင်လဲရောက်လာရွှေခနေပဲအဲ့လိုတစ်ခါလေကိုကနောက်ကျသူကရောက်တယ် အတခါကျရင်ပွဲပြီးသွားရင် तू ကပြန်သွားရင် तू ကဂျန်ခဲ့အဲ့လိုမျိုးပေါ့နော် तू ကတော့ဘာမှမရှိဘူးဟုတ်ချင်းချင်းရတယ် TikTok က तू ချင်းချင်းကအကဖြစ်မယ်နော်ဘာလို့ဆို तू မစိုးရရင်တော့ကနေတော့အကဖြစ်မယ်လိုအပ်ရင်တော့ဝင်ကပါတယ်ဟိုကအများရန်အများရတော့ဝင်မကပြဖြစ်ပေါ့နော်ဒါပေမဲ့လည်းအခလင်းအဖွဲအတွက်လိုအပ်လာတာတို့ဒီကုမ္ပဏီဘက်ကလိုအပ်လာတာတို့ဆိုတော့ကပါတယ်မှာဟုတ်အခလင်းတို့ဒန်ဆာတွေအတွက်ကတော့အဲ့လိုမျိုးတေးသေးချာချာပြင်ဆင်ပြီးလုပ်ရတာကိုကိုကြိုက်တာပေါ့နော်ဒီလိုမျိုး တေချာပြင်ဆင်ပြီးလုပ်ကြရဲနောက်ဆုံးရတဲ့ result က final result ကောင်းသွားပြီဆိုတော့အဲ့လိုပိုပျော်ရတယ်အဲ့အဲ့မျိုးဆိုရင်တော့ပိုပျော်ကြရများရဲဥပမာ1 lady show တွေ1 man show တွေဆိုခါလေးပိုပျော်ကြရဲအဲ့လိုမျိုးပေါ့ဟုတ်အထက်ကတင်တန်းမှာဆိုရင်တော့အမရဲထုံးစံတိုင်း TikTok trend ပေါ့ဒီ TikTok မှာနာမည်ကြီးနေတဲ့အကရဲ dance challenge တွေပြီးွားရင် TikTok မှာရှိနေတဲ့ဟိုခစ်စားနေတဲ့အကရဲကိုပဲပို့ပြီးတော့တို့ကလေ့လာခြင်းနဲ့သင်ခြင်းနဲ့ပေါ့နော်အဲ့အားကြီးဘက်ကိုကပို့ပြီးအာရုံရောက်နေကြတာပေါ့ဒါပေမဲ့လည်းတိတ်တိတ်ချာချာလေးအကဟိုတေချာပြင်ဆင်ပြီးတက်ချင်တဲ့ကလေးလည်းရှိပါရဲ့ဟုတ်ဆရာ ာမလည်းမလိုက်မနေရဆိုလိုက်ရတခါလေကြာလည်းအဲ့လို connect ခင်တဲ့လူရဒါလေးကပေးပါဒါလေးကပေးပါဆိုတော့ like ကရဟုတ်အာခါလေးတို့တင်ငန်းညဥညကွန်တိုမှာရောခါလေးရဲ့ The Secret Dance Studio ဆိုပြီးဖွင့်ထားပါတယ်ပေါ့နော်အဲ့မှာ summer class လေးတွေလည်းဖွင့်မှုရှိရဲအဒီကျောင်းပတ်ရက်တွေမှာပေါ့နော်ခလေးလေးတွေအတွက်လည်း summer class တွေထပ်ဖို့မို့လည်းရှိပါတယ်အအခြားလဲခါလေးတို့တခြားတနေရာအနေရာတခြားတချို့နေရာတွေမှာလည်းခါလေးတို့အကတ်တန်းတွေထပ်ဖွင့်မှုအတွက်ဆွေးနွေးနေရာရှိပါတယ်အတိအကျသိရရင်မအားတို့ကိုယ်တို့ပြပြပေးပါမယ်ရှင်ဟုတ်ဟုတ်ကဲ့ ခလေးတို့အဖွဲ့ကိုရောပြီးတော့ဒန်းချန်ကိုအားပေးနေတဲ့ပြည်သက်တွေအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်ဟုတ် of life.